လောကမနာဘူးဆက်ပတ်မယ်ဆက်ပတ်ဆက်ပတ်အားလုံးပဲကဲမရလာဒီဝနာပါမရမပြလာပြေပန်းကိုကြည်ကံထဲမှာပြုပြေငါယခုနေလာမလူနေသိကဘုံသူတော်ပြလို့ကြာတော့ကြောင်းလဲမြူတာမြူတာတော်လည်းမှာတွေ့ရင်တိုက်တော့ခေ တက်ခစ်တကြံစာဆိုရက်ဓပြားခစ်ပြက်လုံးကွင်းလင်းတစ်ခုကိုဖွင့်ပြခဲ့တာပါဓပြားကတော့မဟုတ်တော့ဘူးပေါ့ဓပြားကို MP3 ပြောင်းထားတဲ့ထက်ဖြတ်ထုတ်တာအတန်ရှင်ကအိုးအောပါတောင်းတဲ့တကယ်တော့နှစ်ယောက်ပြတ်တဲ့ပြက်လုံးကွင်းနောက်တစ်ယောက်ကဥကျင်ခဲ့တဲ့အဆိုတော်ဇုံဝင်းထွေရဲ့အဖေးတော်မယ်အဖိုးကတော့ဂီတာလောကမှာထင်ရှားတဲ့ရွှေတိုင်ညွန့်သူရေးတဲ့ဇာတိမှန်သချင်းရဲ့ပထမအဆိုရှင်ကအော်အော်ပါတောင်းဒီလောက်ဆိုဇက်ကြီးလဲလောက်ပြီးဖြစ်နေတယ် တက်လုံးတပြားထဲမှာပါတာတရားမင်းကဆင်ဟုံနားမှာပန်ပြီးတော့တပြေခက်ကိုစီးလို့လူပြေကိုဆင်းမတဲ့တမာခားမီတရားချိုးမီဗကြီးတယ်တွေကကိုဝန်ဆောင်မီမိန်းကလေးတွေမွေးပါကအင်္ဂါမစုံဖြစ်မီဘာလို့ဆိုတော့ရွှေပန်းမှာပါလို့တဲ့အဲ့လိုတောက်လျှောက်ပါဇက်မစေးရအောင်အရှုံးပေါက်လောင်ပြောင်ထားတဲ့တပြားပြက်လုံးတွေပေါ့ဗျာပြန်စင်းစားကြည့်တော့ဒီလူကြီးတွေရိုးရာကိုစော်ကားနေတာပဲ ။တကြံစာဆိုတာနှစ်တစ်နှစ်ရဲ့တစ်နှစ်စာဟောစရမ်းလိုပဲတိတ်ကြီးစိုက်ကြတယ်။တကြံစာအတိုင်းမနေလို့ရှင်ချက်ချင်း final destination မှဖြစ်တော့မလို့လို့တကြံအကြုံနေရစပြီးတော့တစ်နှစ်လုံးခွေးဖြစ်တော့မလို့လို့ခြောက်ကြကြောက်ကြတာပါ။ကျုံလို့ပြောရရင်တချို့ဓာတ်စီဓာတ်ဆံပြက်လုံးဆိုလို့ရှင်တမာတန်ဘုတ်တော်ဆိုတာကိုခဲမခဲဘုတ်တော်လို့တော့ပြက်သေးတယ်။လုံးငယ်နှစ်တရာနီးပါးရတယ်နော်အဲ့ဒါအမှန်ဆိုလူရှင်တော်ဆိုတာမျိုးဟာ အညီဟောက်တွေကလွဲလို့ရှိရင်အစင်ဆက်ကလေးကလူအဖွဲ့စီအမိမောက်မတဲမှုတွေပြည်သူဘက်ကဟစ်တိုင်လို့ရက်တည်မှုတွေကြောင့်တနည်းအားဖြင့်ညံတဘုံထသူတွေဖြစ်တယ်လို့ဆိုခြင်းတယ်။ဘောမရဲကောင်တွေကတော့သူတမိုင်းနဲ့သူပေါ့။ညံတဘုံထညံတဘုံထညံတဘုံထညံတဘုံမိတ်ဆွေတို့ရေကျွန်တော်ကတော့ညံတဘုံပေါ့ကတ်က မောင်းရင်ပါအကြတဲ့ကာလမှာတရင်ကဂဲပေါက်တွေတွေးရှိဖြေးသားနိုင်ကြပါစေလို့နှုတ်ခွန်းဆက်လိုက်ပါတယ် စစ်ဘေးငလျင်ဘေးသင့်ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဒီကာလမှာတကြမ်းဆိုတာအာယုံနောက်เสียရအောင်ဖြစ်ချင်ဖြစ်နေပါအောင်မယ်စိတ်ညင်းညူစရာနိုင်ငံကြီးလောကဓာတ်ကြီးဖြတ်တန်းကြရတာလဲလေးနှစ်ရောက်နေပြီဆိုတော့အတော်လဲပန်းနေကြပါပြီဒီကာလတွေတဲ့အကျန်းဆိုတာအပြစ်မှရေဆိုရင်တောင်းရင်ထဲမှာရေနှွေးငွေလိုပူအိတ်ကတ်ထဲရေခမ်းနဲ့ဖြတ်ကြရမှာဆိုတော့ဘာမှပြောစရာမရှိပါဘူးပဂရီမှာတကြံတလိဆိုတာ အထွတ်အမြတ်နှစ်ကူးပွဲလိုဆင်နွှဲကြတာမို့ဗကြံနာနီးကြရမြန်မာတွေဟာမင်္ဂလာရှိအောင်အတက်နိုင်ဆုံးစောင့်ထိုင်းနေထိုင်ကြပါတယ်။မအားလာခင်မှာတော့ဘာမင်္ဂလာမှမရှိလို့ဗကြံဆိုတာမကောင်းတာမှန်သမျှတယဝင်းလောက်ခွင့်ရတဲ့ပွဲလန်းသဘင်လိုဖြစ်နေတာကြားပါပြီ။ပြည်သူတွေမှာပျော်စရာဆိုတာကိုကြံဖန်ဟန်ဆောင်ဖန်တီးပြီးတော့နေကြရတာပါ။ခတ်တာလက်ရှိအခြေအနေဆိုတာကလည်းစင်သေးကိုစိတ်ရင်နဲ့ဖုံးလို့ရတဲ့အနေထားမဟုတ်ပြန်ဘူး။ဒီတော့ဗကြံတွင်းမှာကိုလူတွေအေးဆေး ဩဂတ်စ်လေးဖွင့်ပြီးအနားယူလို့ရအောင်ကြီးကြီးကျယ်ကျယ်လေးရှော့စိတ်အေးသက်သာနားထောင်လို့ရအောင်တပုတ်လောက်အတန်သွင်းဖို့မောင်ရင်စိတ်ကူးတယ်အဲ့ဒါနဲ့ဒီအပိုင်းမှာပော့ဘာဂျန်ဂီတာတွေအကြောင်းတွေပြောမယ်ဆိုပြီးကြံနာမို့လို့ဒီပိုင်းကိုညံသဘုံရဲ့နှစ်ဦးဂီတာလက်ဆောင်ဆိုပြီးတော့ပေးထားပါတယ်နှစ်ဦးဂီတာလက်ဆောင်ဆိုတာကတော့ဂျန်နဲ့တွဲမြင်ကြတဲ့ဆရာကြီးမြို့မာညင်ရဲ့တချင်းစာသားတစပါပဲ ိုလူတို့တည်တော်မူကြတဲ့အတိုင်းဩဂတ်စ်တပုတ်ဖန်တီးတဲ့အခါမှာနောက်ခံထည့်တဲ့အတန်တွေကလည်းအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ခုနကနောက်ခံအတန်မှာကြားနေရတဲ့နှုတ်ခွန်းဆက်တခြင်းကလည်းစန္ဒရာဒေါက်တာလှဘူးတီးထားတာလားမသိဘူး။မောင်ရင်လည်းအတီးရှင်နာမည်ရှာတာမတွေ့ဘူးဖြစ်နေ။အဲ့ဒီလိုဩဂတ်စ်တပုတ်လောက်ကြရင်လည်းနောက်ခံအတန်တွေကိုရှာထက်ဖန်တီးထက်ရတာတွေရှိတဲ့အခါမှာမောင်ရင်ပေါ့ကတ်စ်လည်းအတန်တွေလျှောက်ထည့်ဖို့လိုတာပေါ့။နောက်ထပ်ပေါ့ကတ်စ်ရဲ့ဝိသေသတစ်ခုကတော့မိမိလှုပ်ထားတာကိုနားထောင်ဖို့ ပရိသတ်ကိုဆွဲတရားဟောရတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။အဲတော့ podcast လုပ်ရတဲ့လူတွေဟာအတန်တွေလည်းထက်ရတယ်လို့လူတွေကိုလည်းဖိတ်ခေါ်ရတာမျိုးပါ။မောင်ရင်အဲ့လိုလုပ်ဖို့ဖြစ်လာတဲ့အခါဘာလုပ်မလဲစဉ်းစားရတယ်။သူများနဲ့ကလည်းမတူချင်း stand ကလည်းတထွင်ထွင်ဆိုတော့ငါပောက်ကွက်ရပြောတာလေလာနာထောင်လက်မထောင်ရင်ရဲနဲ့ရှူးတိုက်မှာလို့လည်းမပြောချင်ဘူး။အဲ့ဒါနဲ့ငါလုတ်တက်တာကတော့တန်းချက်ပဲ။ဒီတော့ငါပြောချင်တယ်မြတ်တန်းချက်ထက်ထည့်ရေးမှာပဲဆိုပြီးတော့ဒီစီစီမှာပါနေကြဖိတ်ခေါ်တန်းချက်ကလေးကိုလုတ်ဖြစ်ခဲ့။ ဒိုးတွေပါတဲ့ကလည်းမငှားနိုင်တော့ကိုဒန်နီယယ်ဆောကိုပဲငိုပြပြီးတော့ digital နဲ့ဒိုးသံနောက်ခံတီးထားတာပါ။အဲဒါလို့ဆိုမောင်ရင်လိုရင်းရောက်ပါပြီ။ဒီအပိုင်းရဲ့တကြံဂီတမှာအဓိကပြောချင်တာကတန်ချက်အကြောင်းလည်းမနှဲပါဘူးဗျာ။ရှေ့နေရထွက်ခဲ့တဲ့ Majuri ရဲ့ F major 7မှာဆိုလဲဒီအကြောင်းဖောက်သွယ်ချထားတာကိုကြားလိုက်ရပါသေး။ဒါနဲ့နေစမ်းပါအောင်မောင်ရင်မင်းညံတဲ့ပုံ podcast မှာတန်ချက်အကြောင်းကိုဘာဆိုင်လို့တုံးလို့အမေးရှိလာရင်တန်ချက်ဆိုတာ ခေတ်အဆက်ဆက်မတရားမှုနဲ့အမြင်မတော်မှုတွေကိုဖော်ထုတ်ရမှာဟစ်တိုင်းလိုအသုံးချခဲ့ကြတဲ့မြန်မာမှုတစ်ခု ဖြစ်လို့ပဲဒီထဲမှာနိုင်ငံရေးကိစ္စတွေကုံစိန်းလုံးကိစ္စတွေတာမကအရာထဲကတမိသားကိစ္စတွေအထိကြုံရင်ကြုံတယ်လို့ဟာသာနှောပြီးတော့ထည့်ဆော်လို့ရတယ်နောက်တစ်ချက်ကတန်ကြပ်ဆိုတာကဓာရီတနတ်တွေကိစ္စအထက်ညာမိုင်းဆိုင်ရာကိစ္စဖြစ်လို့တော့သူအမှညာတဝုံထားတဲ့ဂီတမဟုတ်လို့ရှင်ဘယ်ဟာဟုတ်တော့မတော့လို့ပြန်မေးရမှာပဲ 2022ခုနှစ်လောက်ကနေပြီးတော့ဆယ်စုနှစ်တခုကျော်အတွင်းမောင်ရတန်ကြက်နဲ့အတော်ကန်ဆက်တယ်လို့ပြောရမယ်။နှစ်တိုင်းလိုလိုအကြောင်းအရာတခုခုအတွက်တန်ကြက်တွေဝင်ရေးပေးရလေရှိပါတယ်။ဒီနှစ်မှာတော့မရေးဖြစ်တော့ဘူးမို့တန်ကြက်ထုံးလို့ရလျှောက်ပြောပြီးတော့ချွေးသိမ့်လိုက်တော့မယ်လို့စိတ်ကူးတယ်။ပြီးခဲ့တဲ့3နှစ်လောက်အတွင်းမှာလည်းမောင်ရတို့ထံငယ်တဲ့မျိုးဆက်တွေကိုအခါလို့ရင်3နာရီလောက်နှုံးနဲ့တန်ကြက်အကြောင်းဆွေးနွေးမျှဝေတာတွေလုပ်ခဲ့ပါတယ်။ထားပါတော့လေ။မြမရီဟာတန်ကြက်နဲ့ကျွမ်းဝင်သူတွေပါ။ ဒါမှမဟုတ်လဲဝဆနာလင်္ကာရလို့ခေါ်တဲ့တီးလုံးလွတ်ဆိုရတဲ့ဂီတမှာရင်းနှီးတဲ့သူတွေလို့ပြောလို့ရတယ်။အားအားနေရင်တော့ပါဇက်တဲ့ရှိရာတွေတချင်းလျှောက်လုပ်ပြီးတော့ဆိုနေကြတာ။အချို့ဆိုစကားပြောတဲ့လေလေသိန်းရအစအချင်းဆိုနေတယ်လို့ပဲဖြစ်နေတဲ့ဒေတာတွေတောင်ရှိတယ်။တန်ကျက်ဟာလည်းအဲ့လိုအားလုံးစကားတွေအတွေးစာတွေဒါမှမဟုတ်စကားလုံးတွေကိုဆက်ဆက်တဲ့ဂီတမျိုးဖြစ်ပါတယ်။ကိုယ်လူကြိုက်တယ်လို့ရေးလို့ရတယ်။လေသံအဝိအဝိုင်းနဲ့စီဝါပေါ်မူတည်ပြီး ။ဘာရေးထားတာတချင်းဖြစ်အောင်နားထောင်လုံးကောင်းအောင်ဆိုလို့ရတယ်။သိတ်လွတ်လာတာ။ကာယံနဘေးကိစ္စကတော့တမျိုးပေါ့လေ။ကာယံနဘေးဆိုရမှာလဲအရင်ကြီးစီကံကြီးနေတာမျိုးမဟုတ်ဘူး။တန်ကြက်ဟာရက်ထဲကရောအိမ်ခန်းကြီးရဲ့ဘရီသရစ်တွေစီမှာပါထွန်းကားတဲ့ဂီတာလို့ဆိုနိုင်တယ်။လယ်ထဲမှာကောက်ဆိုင်ပြီးတစ်ဖက်နဲ့တစ်ဖက်တန်ကြက်ပဲထိုးထိုးနန်းရင်းတကြံတော်မှာပဲတစ်ဖက်နဲ့တစ်ဖက်တန်ကြက်ထိုးထိုးထိုးလို့ရတယ်။နောက်မြမမှုပွဲလန်းဘယ်ပွဲမဆိုတန်ကြက်လှုပ်လို့ရတယ် ခုခေတ်ဆိုလို့ရှိရင်ကမ္ဘာရကြီးရမြတ်တွေမှာ NGO တွေတောင်တန်ကြပ်ထိုးနေကြပြီဆရာသမားအစဉ်ဆက်တမစဉ်သုံးခဲ့ကြတဲ့ဂန္ဓဝေမဟာဂီတမှာနတ်ချင်းလို့ခေါ်တဲ့နတ်သချင်းတွေဟာသိအရေးပါတဲ့အခမ်းအနားရှိပါတယ်ရှေးလဲကြအဲ့ဒီနတ်ချင်းတွေမှာတန်ကြပ်အတိုင်ဖောက်တွေထည့်တဲ့နေရာတွေပါတယ်ဆိုတော့တန်ကြပ်တွေဟာလဲရှေးကြတဲ့ရင်ကျူးမှုတွေပါတာပေါ့ရင်လေတော်သံပြီးတော့နှစ်ပါးသွားတွေဒီဘိုင်းနိုင်တွေမှာလဲတန်ကြပ်ထိုးရင်ထိုးပါတယ် တန်ရက်ဆိုတာသချင်းတွေဂွင်းလို့ခေါ်ကြတဲ့အစီအစဉ်တွေကြားထဲမှာချက်ချက်ရရညှက်ထဲအခုခံသချင်းမျိုးပေါ့ဆိုင်းထဲကနောက်ထရီလူရှင်တော်ရီဆိုင်းဝိုင်းတော်သားတွေပါတန်ချက်တွေထိုးတတ်ပါတယ်စင်မော်နဲ့စင်အောင်ချိတ်ဆက်တဲ့ပညာရတစ်ခုလည်းဖြစ်တယ်တန်ကျက်နဲ့ယင်းနီးစီရဲ့နောက်ခံအကြောင်းရင်းတစ်ခုကမူလာရမ်းမြန်မာစာမှာထည့်တင်တာပဲ မိုးလားမောင်ရို့လေလားမောင်ရို့မိုးလားဟေးမောင်တို့မောင်ရို့လေလားဟေးမောင်တို့မောင်ရို့အဲ့ဒါပေါ့ပြီးတော့လိုအားပေးဖို့ထွက်လို့လားညီညီညာညာလာကြလာကြစသဖြင့်အခြေခံလေးတွေသင်ရတော့နားရဲစွဲနေတတ်ကြပါတယ်။ကာယံနဘေးတံတွေညံနေတဲ့အခါမှာကလေးတွေရဲ့နားမှာနားရတာလည်းရှိနေတာကိုကာယံယူပုံကလည်းတမစင်စည်းကမ်းအရာဆိုလို့ရှိရင် လွယ်ပါတယ်။စနစ်ကျွမ်းတဲ့ဆရာကြီးတွေလွယ်တယ်လို့ပြောတဲ့တေးထတ်တို့လေးကျိုးတို့တောင်တာမန်မြန်မာတယောက်ကမရေးတတ်ဘူး။ တန်ချက်ကြတော့မှိုင်းရလွယ်အတိုင်ဖောက်နှစ်ချောင်းပဲပါတယ်လောအားပေးဖို့ထွက်လို့လားဆိုတော့အတိုင်ပိုက်မှာအတန်ခုနှစ်တန်ရှိတယ်ခုနှစ်တန်မှာတစ်ကနေစရည်လို့ရှိရင်လားဆိုတော့ခုနှစ်လုံးမြောက်ကာယံကိုယူ နောက်အဖောက်ပိုက်ဖြစ်တဲ့ညီညီညာညာလာကြလာကြမှာရှစ်လုံးရှိတဲ့အနက်မှာတတိယမြောက်အလုံးညာကိုယူခွန်သုံးစနစ်လို့ခေါ်တယ်ခွန်လေးလည်းရတယ်လာညာဆိုတော့အတန်လူတွေကိုယူတာပေါ့လေ အဖောက်ပိုက်ကိုအတန်ခုနှလုံးကနေပြီးတော့ရှစ်လုံးထိရှေးဟိုးစနစ်ကခွင့်ပြုတယ်။ဒါအတော်လွတ်လပ်တယ်လို့ပြောရမယ်။နောက်ပိုင်းမှာတော့တန်ချက်ကိုရေးချင်တယ်လို့ကိုရေးကြတော့တာပါ။အများကြီးလည်းအသစ်စမ်းဖြစ်တယ်။အင်တွေပြက်လာအောင်ဖြစ်တယ်လို့လည်းမကြားမိပါဘူး။တန်ချက်ကိုကမော်ဒန်ဖြစ်လုံးနေတာလည်းပါတယ်။လွတ်လပ်မှုအပြည့်ရှိတဲ့ဂီတဟန်းဆိုတော့ဘယ်ခေတ်မှဆိုအန်ဝင်ခင်ကြဖြစ်နေတော့တာပဲ။တန်ချက်ရေးဟန်ထဲမှာအတိုင်ရောအဖောက်ပါတချင်းတွေကြီးပဲဆိုပြီးတန်ချက်ထိုးတာ။ ၊ကာယံနဘီတွေ၊စကလိန်တွေ၊စကဘူစကမတွေနဲ့တစားစင်းတာအဖောက်ကနှစ်ကြိမ်သုံးကြိမ်ဖောက်တာစတာတွေလောက်ကြတယ်။ပြီးတော့တန်ကြပ်မှာတုံးတဲ့သချင်းတွေဟာကို့တန်ကြပ်အဖွဲကရေးတာအပြင်ကိုပေါက်ပြီးသားသချင်းတွေကိုလည်းတန်စင်ယူစာသားပြောင်းပြီးဆိုကြတဲ့ delay ရှိပါတယ်။ဂန္ဓဝင်တီးလုံးခစ်ပေါ်တီးလုံးတွေကိုလည်းတန်စင်တွေအတိုင်းစာသားသွတ်ပြီးတော့ဆိုကြတယ်။အတီးကတော့အုပ်စုံလို့ခေါ်တဲ့၆လုံးပတ်စခွန့်စီဝါလကွင်း ဘုံတို့စတာတွေအပြင်ကိုတုံးထားတဲ့ဒီသချင်းဂီတာမျိုးစားလိုက်ဂီတာတွေဆက်ဆိုဖုန်းထရမ်ပတ်ကီးဘုတ်တွေလည်းပါပါတယ်ဒီနေရာမှာမူပိုင်ခွင့်ကိစ္စတွေရှိတော့ရှိလာနိုင်ပေမဲ့အများအားဖြင့်တော့ခွင့်လွှတ်ကြပါတယ်။ကြံမှာစိတ်ကြည်ဖို့လိုတယ်လေ။ ရေးကြီးဆုံးကတန်ကြအဖွဲ့ဝင်တွေနဲ့အတိုင်းသမားတွေရဲ့ထမ်းမန်းဟန်းအတန်းတဒန်းစတာတွေစနစ်တကျရှိဖို့အတီးသမားတွေရဲ့စီးကြိုက်ဝါးကြိုက်တီးနိုင်ဖို့စီလုံးပျော်ရွှင်ဖို့ကောင်းရင်ကိုတန်ကြကအထမြောက်ပါတယ်ဒါကကျွန်တော်တို့ရှေ့ရမျိုးဆက်တွေရဲ့အဆုံးအမတွေပဲအမှုပြာအဆုံးအမကိုပြောရအောင်ညီလေးငါလုပ်တယ်လို့မလုပ်နဲ့ငါပြောတယ်လို့လုပ်ပါညာဆိုလို့ရှိရင်မောင်ရင်တို့အုပ်စုကညာသမုံထညာသမုံထလို့စွတ်အော်ခြင်းကြတာတန်ကြဆိုတာလူအုပ်နဲ့လုပ်ရတဲ့ကိစ္စဖြစ်တော့ စီမံခန့်ခွဲတဲ့လူတွေလည်းလိုတယ်။ဒီနေရာမှာလူငယ်တွေရဲ့အဖွဲ့အစည်းနဲ့အလုပ်လုပ်ရတဲ့စိတ်ဓာတ်တွေလူအဖွဲ့အစည်းကိုထားတဲ့စာနှုန်းတွေကိုမြင်သာအောင်တိုးတက်အောင်ဆောင်ရွက်ကြရတဲ့နေရာလည်းဖြစ်တယ်။ဗမာတွေရဲ့နှစ်ယောက်သုံးဘွယ်ကွဲတဲ့ရင်ချင်းမှုကိုလည်းချွန်းအုပ်တဲ့အလေ့ကျင့်တစ်ခု လုပ်နေတယ်လို့ပဲပေါ့။ဒါပေမဲ့ကွဲတဲ့အဖွဲ့တွေလည်းရှိပါအမြဲကွဲနေကြတာကိုညင်ညွတ်ပြီးညံသမုံထကြတာမဟုတ်ဘူး။ဆက်ပြောရရင်စီမံခန့်ခွဲတဲ့အစုဖြော်ပြတိခတ်တဲ့အစုရဲ့ဟန်ချက်ညီမှု ရိသတ်တွေကိုဆွဲဆောင်နိုင်မှုအတင်းဆက်ပုံစံတွေကအရေးကြီးတယ်။ဒါကြောင့်ဝယ်ရချမ်းရတက်ဆင်ရတာတွေလူနဲ့ပစ္စည်းအသေးပို့တွေအစားအသောက်ကိစ္စတွေစီစဉ်ပေးကြတဲ့လူတွေဟာလည်းတန်ချက်အဖွဲပါပဲ။စင်ပေါ်တက်ပြီးထိုးနေမှာမဟုတ်ပါဘူး။ကနဦးမှာငွေကြေးအဖြစ်လဲစိုက်သုံးကြရပါတယ်။တာမန်အရထက်တန်ချက်မှာတောင်အ ਨੇ ဆုံးတူညီဝတ်စုံဝယ်တာလောက်ကတော့လောက်ကြရတယ်။ပေါင်သုံးချီငါသုံးစိုက်သုံးထားတာတွေကိုဖြော်ပြရရတဲ့စုတော်ငွေတွေပြိုင်ပွဲတွေရရတဲ့စူကြီးတွေနဲ့ခုပြီးတော့ ိုးတဲ့ဟာကိုခွဲယူဒါမှမဟုတ်လှူတာရောင်မငွေထားတာတန်ကျက်အဖွဲသားတွေစုပြီးတော့ပျော်ပွဲစားတာတွေလည်းခစ်ကောင်းရင်ကောင်းတယ်လို့လုပ်ခဲ့ကြတယ်။တန်ကျက်အဖွဲရဲ့အားလာချက်ကဇက်လူမျိုးအများအန်းလူတွေနဲ့လာစားပေးပြီးထားရတာမဟုတ်ဘူး။တန်ကျက်ထိုးစရာရှိမှဒါမှမဟုတ်အကြံတွင်းမှလူပြန်စုပြီးထားလုပ်လို့ရတယ်။နိုင်ငံပိုင်နဲ့ရုံဌာနအတွင်းမှလည်းအချင်းနိုင်ငံချင်းလုံနေတယ်။အရာရှိကြီးကကွယ်ဟေးရှုံးအုပ်ကြီးကိုဟာ အယုံုံကြီးကွယ်အော်ဆရဲကြီးဟိုဟောက်ဖြတ်ဖြည့်ပြောရရင်ဇညုံးစာလားနဲ့ဇက်ဆရာကလည်းအရေးကြီးပြန်ရောဒါရီယိုတူးချင်းလောက်တာရှိတယ်လို့သုံးလေးယောက်ပေါင်းဖန်တီးရလည်းရှိတယ်ပုံမှန်တော့သုံးလေးယောက်ပေါင်းလောက်တာပိုပြောဖို့ကောင်းပါတယ်ဒါရိုက်တာအဖွဲ့ပေါ်ဗျာသူတို့ကတန်ချက်တိုက်တာအခန်းရဇက်တိုက်တာတွေလည်းလောက်ကြတယ်အလုပ်ထဲမှာရန်ဖြစ်ပြီးတော့မခေါ်မပြောဖြစ်ကြလဲဒိုးတန်တူးဖို့တူးဖို့ဆိုလို့ရှိရင်အဲ့လူတွေဟီးဟားနဲ့ပြန်ဖြစ်သွားတာပါပဲဒီလောက်က ဇက်ဆရာအတီးသမားစီမံခန့်ခွဲတဲ့အဖွဲ့အစည်းလူတွေနဲ့ညှိလို့ကြရတာမို့စိတ်ထားတက်ဖို့တော့လိုတာပေါ့ဗျာသူတို့ကခစ်ပေါ်ရောခစ်နှောင်းရောတမစင်တီးလုံးတွေကိုပါကျင်ညံ့နေဖို့လေ့လာနေကြတဲ့သူတွေလည်းဖြစ်တယ်တန်ကြားထဲမှာနိုင်ငံရေးစီးပွားရေးလူမှုရေးစသဖြင့်အမေဆုံးကပါတတ်တော့ဇက်ဆရာနဲ့ဇန်ညွန်းဟာအရေးကြီးဆုံးဆိုတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်အဲ့လိုဇန်ညွန်းစာသားတွေထွက်လာတဲ့အခါတန်ကြက်တိုက်ဖို့နေရာရှာလူစုလူရွေးစတာတွေလုပ်တယ်ပြီးတော့တန်ကြက်ကြီးပဲ မိုးလားမိုးလားမောင်လားမောင်လားလုံနေလို့ရှိရင်ပြင်းစရာကြီးအဲ့ဒါကြောင့်တန်ကြက်ကြားမှာအငီးပြေအောင် performance လို့ခေါ်တဲ့တခမ်းရက်တွင်ကလေးကြီးလည်းထက်ကြတယ်လူထက်လို့ဆန့်တဲ့ဆုံကြီးတစ်ခုဟိုဖန်တီးကြပြီးတော့အဲ့ဒီမှာလူကိုထက်ပုံစင်းတော့ကနေပြီးတော့ဂျပွေကြီးနဲ့ထောင်းတဲ့တွင်မျိုးတွေလည်းမောင်ရင်မြင်မှုပါတယ်ရာဇဝင်ဥပောက်တွေအရာထဲရဟာသတွေကိုလည်းတန်ကြက်ဖွဲ့သားတွေကတရုတ်ဆောင်ခွင့်ရတယ်ဒီနေရာမှာတန်ကြက်သမားတိုင်းအတိုင်ဖောက်မဟုတ်ဘဲနဲ့တခြားနေရာတွေမှာပါမျက်မျက်တက်တက်လူသုံးလို့ရအောင်ဖန်တီးကြတာပါ လောက်တန်းမှာတန်ရထိုးပြီးပဲနေကြမလို့ကိုတရုတ်ဆောင်ကောင်းလို့ရှိရင်တန်ချက်မှာလဲဆယ်လီဖြစ်နိုင်ပါတယ်။စာသားရေးသူရောတရုတ်ဆောင်သူတွေရောအတိုင်သမားတွေပါဆယ်လီဖြစ်နိုင်ပါတယ်။အဲဆယ်လီဖြစ်ပြီဆိုတာနဲ့ထောင်၆လောက်လောက်ကတော့ကြာတော့တာပဲခင်ဗျာ။ကျောင်းသားတွေကိုဆွဲဆိုထားတဲ့ပုံမှန်905ခါခွင့်နဲ့ပတ်သက်ပြီးရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများတက်မှတ်ကဥက္ကဋ္ဌကိုမင်းသူကျော်ကအခုလိုဝေဖန်ထားပါဗျ။ တရလိုဖက်ကထွက်ဆိုချက်တွေအလုံးခြုံပြီးတော့ကြိလိုက်တဲ့အချိန်မှာဘာမှကကနနာမရှိဘူးအများအများသောအဖြစ်ကြောက်ကြတာပြည်သူတွေဂျင်ကြောပိတ်မှုပြည်သူတွေအနောက်ဆက်ဖြစ်မှုကြောင့်ပြည်သူတွေကတိုင်ကြပါတယ်ဆိုရဲဟာမျိုးတွေပြောရလို့ရှင်ဟိုကာမတ်တိုင်မှာဘလို့ဘလို့ဖြစ်နေလို့ပါဆိုရဲဟာမျိုးတွေပဲကဲတန်ကြန်ကိစ္စအတော်ပြောပြီးပြီဆိုတော့ဒီလောက်ဆိုအင်တာနက်ခေတ်ကြီးမှာစာပွားရှာဖွေနိုင်ကြမယ်လို့ထင်ပါတယ်တန်ကြန်ဟာလွတ်လပ်လပ်ညံသဘုံထနိုင်တဲ့ဂီတာဆိုပေမဲ့ စစ်အာဏာသိမ်းမှုတွေတောက်လျှောက်ရှိခဲ့တဲ့မြန်မာပြည်မှာတော့ကွက်ကြားကွက်ကြားပဲညံသဘုံထနိုင်ပါတယ်။ဒါတောင်တန်ကြတ်တွေကိုစင်စါဖြတ်တန်ကြတ်သမားတွေကိုဖမ်းတာတွေအများကြီးလုပ်ခဲ့တယ်။အစင်လာကောင်းတွေကိုခြံနေကြတော့အာဏာသိမ်းတာနဲ့ဖိနှိပ်ခံရတာတွေကြောင်းတန်ကြတ်အဖွဲ့တွေဟာကြာကြာမရက်တည်နိုင်ခဲ့ကြပါဘူး။အစိုးရမကြိုက်တဲ့ point ကိုထိရင်တော့ဖမ်းမှာပဲဆိုပြီးကိုယ့်လူတွေကပါဘယူရိုကရက်ဆန်ကြပေမဲ့တန်ကြတ်အဖွဲ့တွေကတော့ကလိနေကြတော့မှာပဲ။စစ်တပိုင်းအစိုးရခက်ကလွတ်လပ်စွာပြောဆိုခွင့်ဒီမိုကရေစီဘာညာပြောပေမဲ့လည်း ဖမ်းပြီးထောင်ချတာပဲအခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ online ပေါ်ကပဲတန်ချက်တွေဖျော်ဖြေနေရတဲ့အနေအထားပါဒါတော့နှက်မှန်ခြင်းမှမှန်လားကဲမစီမဆိုင်လူကြီးသူမကနော်ကောစာမလုပ်ပဲတန်ချက်ကိစ္စတွေညံသမုံနဲ့ပြောပြီးပြီမစီမဆိုင်တကြံအကြောင်းထပ်ပြောရအောင်ကျန်းဆိုတာအေးအေးဆေးဆေးပျော်ပျော်ပါပါအဲ့ရရှည်ကြီးဖြတ်တန်းလို့ရတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ် တစ်ဖက်နဲ့တစ်ဖက်အပြန်လိုက်မြေတားထားလို့ရတာလဲကြံပဲအရင်ကဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ဘယ်ရေသပင်အဖွဲကြီးကျမ်းမာပါစေဘာညာမြေတားတွေပို့သားကြမောင်ရင်ပုဂ္ဂလအရာဆိုလို့ရှိရင်တစ်ခါတလေကလွဲပြီးတော့ကြံကိုတိတ်မကြိုက်ပါဘူးကာလာသားလို့ဖြစ်လာတော့ရေစူစိုးစည်းစည်းနဲ့မနေချင်တော့ဘူးရန်ကုန်ကြံအတွေ့အကြုံရအောင်တစ်နှစ်မန်းကြံတစ်နှစ်လဲဘူးပါရဲ့ကာတူစီရတာနဲ့ရေစေးစီထိုးတဲ့ပိုက်နဲ့အစော်ခံရတာနဲ့ငရဲကန်းတွေဖြစ်ခဲ့ဘူးပါတယ်မန်းကြံကတော့ လမ်းလျှောက်စကြံလှုပ်တဲ့နှစ်လို့ထင်တာပဲအဲ့နေ့မှာစရောက်ဘူးလားလူရင်းနေနဲ့ဆိုတော့အပျော်လွန်ပြီးမူးနေရနဲ့တေချာမသိလိုက်ဘူးတန်ကျက်ဖြော်ပြပွဲတွေမှာတော့နှစ်နှစ်လောက်လိုက်ဘူးပါတယ်ရန်ကုန်မှာပဲအပေါင်းသင်းနေနဲ့ဆိုတော့ပျော်တာပေါ့တန်ကျက်ကလည်းကလေးအဖွဲ့မို့လို့စုရိချရတဲ့အခါတကြံပြီးမှကြိုက်တူယိုဖရားတောင်သွားလိုက်ရသေးရဲ့သို့တော့အခုလိုကောင်းမို့လို့ထင်တယ်ရွှေသင်္ကန်းကံမလို့ညမ်းစင်နေရနဲ့ဖြာလေးကြီးပဲမြင်ပြီးပြန်လာခဲ့ရတယ်ပထမအဦးဆုံးတန်ကျက်အတွေ့အကြုံမှာစင်မွန်တက်ရမှာမို့အတော်ကြောက်နေရပါ တကယ်လဲထိုးရော မြေပူပူမှာခြေပူပူနဲ့ပစိုးဒရင်တိုက်ပြီးတော့ဖြော်ပြခဲ့ရအဲ့လိုစင်ရောမြေဝါရောသုံးဘွက်လောက်ပြီးတော့ညနေ3နာရီလောက်ဆိုလို့ရှိရင်လူကတစား9ရုပ်လောက်တောက်ထားရပြီမိန်းကလေးတချို့ဆိုလို့ရှိရင်နှာနှက်သူနှက်ခြေမာချိုးသူချိုးလုံနေရပြီတကြံအမှတ်တရတွေပေါ့ဗျာအခုမှသာမောင်ရတကြံဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတာပါငငယ်ကတော့အပျော်သားအဝစားအသိရတယ်မုံဘိုးလည်းမြတ်မြတ်ရတာကိုလွတ်လပ်လည်းသွားလို့ရတယ် လူတွေကငယ်ဘဝတကြံကိုတော့ပျော်ကြမယ်ထင်တယ်။မောင်ရင်းအပျော်ကိုတိတိတသားကူးဆက်ခံစားရစေတာကတော့ရခိုင်တကြံပါပဲ။မောင်ရုတ်ခက်ကပြည်မတကြံရဲ့ဂုံတရင်တွေကဗမာပြည်ကိုကိုစားပြုသူလို့ဖြစ်နေပေမဲ့တကယ်အစင်လာတကြံကနေရီမှာထွန်းကားပါသေးတယ် မီဒီယာမိမောင်းထိုးပြတာကမျိုးကြီးရဲ့လက်ချံနေဖြစ်နေတော့တရုတ်ပြတဲ့ဘာညာဖြစ်ကုန်တာပေါ့ဟိုမှာကကြတော့လူစုံနေလေနေရီမှာကြတော့အစင်လာအတိုင်းပဲရခိုင်တကြံဆိုလဲဘယ်နေရာအစင်နှွဲ့နှွဲ့ရိုးရဟန်အပြစ်ပါပါတယ်ရိုးရကိစ္စတွေမတိုင်ခင်မှာဘသူမှအယံကရောတောင်းချမ်းမနေဘူးနှစ်ကူးမင်္ဂလာယူရတဲ့အနေနဲ့နသာသွေးပြီးတော့ဖះကိုရေးတက်ပေတာအစတက်ကြီးရွယ်ဦးတွေကိုခေါင်းလျှော်လက်သေးညှက်လောက်တာအထိအကုန်လောက်ပါတယ်နှစ်တိုင်းမပြတ်မကွက်လောက်တာနော် ပြီးတော့ ရေမကစားငင်နဲ့ရေကစားပြီးရက်မှာဓမ္မသဘင်ပွဲလည်းလုပ်တယ်။လူလူကတော့ကုသိုလ်ရေးဆိုတော့စိတ်ချမ်းသာမှာပေါ့။အဲ့ဒီရေးမှာစိတ်ချမ်းသာဆုံးကတော့ဘုံကြီးတွေပဲ။ရေလည်းမဆိုဘူးအเจ้าကိုအိတ်ဖောင်းဖောင်းနဲ့ပြန်လို့ရတယ်။ရေကစားကြတဲ့အခါမှာလည်းရက်ကော့လိုက်မန်းနတ်တွေထိုးပြီးတော့အရာထဲကကလေးတွေအပြိုတွေကိုခေါ်မန်းနတ်ရှင်လို့ခေါ်တဲ့မိမယူတွေကအုပ်စီးပြီးတော့ထိန်းတယ်။အဲ့ဒီအပြိုတွေကရင်းဝတ်စုံလေးတွေနဲ့မန်းနတ်ထဲမှာထိုင်နေကြ။ရေလောင်းရင်တဲ့လူကကြိုက်တဲ့လူကိုရွေးပြီးရေလောင်းဝင်ရှိတယ်။ ်တကယ်လို့မအားလေးရင်တော့စောင့်နေရတာပေါ့လေရေတဘုံကတော့10ဆို10စသဖြင့်ဝယ်ပတ်ရတာယောက်ျားလေးอ่ะပြီးမှအဲ့ငွေတွေကိုတာရင်နိုင်ရေးမှာတုံးတာဒါမှမဟုတ်မန်နဲ့အဖွဲရလူတွေထမင်းချက်စားရတွေပါလေလှုပ်လို့ရှိရေလောင်းတဲ့အခါမှာအလဲမှာဝါဒန်ကြီးတွေဒါမှမဟုတ်ကျိုးတန်းကြီးတားထားတဲ့မန်နဲ့မှာမိန်းကလေးကတစ်ဖက်ယောက်ျားလေးကတစ်ဖက်အပြန်အလှန်ရေလောင်းကြတာပါအိမ်ောင်တွေလည်းသူ့မိန်းမမန်နဲ့ဝင်လို့ရှိလို့ရှင် သူ့မိန်းမကိုရေခေါ်ပြီးလောင်းပြီးတော့ရိုးတာပေါ့မရိုးလို့လည်းမရဘူးလေ ဘာဖြစ်လို့ဆိုတခြားကောင်မောင်လေးသွားလောင်းလို့ရှိရင်မိုးကောင်ရေရှားကုန်မှာပေါ့အဲ့လိုပဲရေလောင်းတဲ့အခါမှာကြမ်းတာအုံးဦးမင်းကလေးရဲ့ဒီရေဘုံဦးမင်းကလေးရဲ့ခေါင်းမှာဆွတ်ခဲ့တာလို့လုပ်လို့ရှိရင်အဲ့ကောင်ဘန်းခံရပြီလားမှတ်မင်းကလေးကိုရေသားစကားလဲပြောခွင့်ရှိပါတယ်ဒါပေမဲ့တာပြောများပြောပြောမယ်တော့မကြမ်းနဲ့လက်နှစ်ဖက်ချင်းတစ်ဖက်ကိုကာရင်ပြီးတော့မန်နှက်ပြုံပစ်ထုတ်ခံရမှာဘလောက်မူးယူးနေပါစေဥပဒေမဲ့တော့လုံးမရဘူးမင်းကလေးဘက်ကရေလောင်းတာကတော့မန်နှက်ရဲ့အလယ်မှာလောင်းလေအကြီးအကျယ်ရှိပါတယ်အဲ့ဒီမှာရစ်ခတ်ပြီးတော့လောင်းလို့ရတယ် ယောက်ျားလေးကတော့ပုံနဲ့ရေကုန်ကန်နီးလို့ကြလို့ရှိရင်အဲမေတ္တာရေလောင်းရင်ပါတယ်ဆိုပြီးတော့ကောင်မလေးကိုအနားခေါ်ခွင့်ရှိတယ်။စီးတစ်ပါးချားကနေပို့ပြီးတော့နင်းနီးလေးခေါ်တဲ့သဘောပေါ့ဗျာ။အဲ့ဒီနေရာမှာနောက်တိနောက်တော့ကောင်ကရေစကားပြောတာတွေရေဘုံကိုကောင်းနဲ့ဆွတ်တာတွေလောက်ကြတာပေါ့။ဒီနေရာမှာကြုံလို့ပြောရရင်စစ်တကကောင်တွေလဲရေလာလောင်းလို့ရှိပါတယ်။ရက်ထဲကတော့တိတ်ကြည့်မရပါပဲ။ယင်ကြီးမှုရခွင့်ပြုရတယ်။ဒါပေမဲ့မောင်ရင်တို့မြို့မှာကတော့လာတဲ့နှစ်တိုင်းကာလာသားတွေကထိုးလွှတ်တာပဲ။မျက်စိနဲ့တတ်အကူမြင်မှုပါတယ်။ စစ်ကွေးကောင်ကအထိုးခံရတဲ့အပြင်ကိုအရက်ထဲရံဖြစ်လို့စစ်တပ်မှာ၆ပောက်ပါဝင်ရတယ်လို့ပြောတယ်။ရခိုင်တန်းချန်ဟာမောင်ရင်အတွက်တော့အတော်ပြောဖို့စိတ်လုံရှားဖို့ကောင်းခဲ့ပါတယ်။အဲ့လိုပဲရခိုင်တန်းချန်ဟာလည်းပြောဖို့ကောင်းတယ်။ရခိုင်တန်းချန်က၆လုံးပါလို့ခေါ်တဲ့ဒိုးဆိုတာထက်မောင်ဆိုင်ကိုအသားပေးပြီးတီးရပါ။မောင်ဆိုင်တီးခွက်တွေကိုပဲတကြံတချင်းစာသားတွေတွတ်ပြီးတော့တန်ချက်စာသားတွေတွတ်ပြီးတော့ဆိုလို့ရှိကြတယ်။ပြီးတော့သူတို့တန်ချက်အချို့ကအတိုင်ဖောက်အပိုက်တူတွေထက်စာလို့ရှိရင် တိုင်သမားကစာသားကိုချပေးတာကိုအဖောက်သမားကလိုက်ဆိုရတဲ့ခွင်မျိုးလည်းများပါတယ်။အမျိုးဒီအောင်လုံးတာလီစွားပါမကရာခေါင်အောင်လုံးကြကြမ်းမမာနဲ့ပြန်တွေ့ခဲ့ပါမယ်။ဖဲဖဲဖဲလီရာ ောင်ရင်တို့ခေတ်ကြံတွေမှာနမကြီးတန်ကြအဖွဲ့တွေတန်ကြဆရာကြီးတွေတဖန်ပြန်ပေါ်လာပြီးလူမှုကိုဖျော်ဖြေခဲ့ကြလို့မောင်ရင်တို့လိုနောက်တက်တွေအတွက်အများကြီးအကျိုးရှိခဲ့တင်ယူခဲ့ရပါတယ်ဒီဘိုင်းကိုပြောနိုင်တာဟာကြံသူတွေတွေရဲ့စာတွေပြင်ကိုအဲ့ဒီဆရာကြီးတွေရဲ့ပညာတွေကိုလည်းအတူယူပြီးပြောရတာဖြစ်ပါတယ်တချို့ကစာသားတွေမှာကလီရှေးဖြစ်တဲ့ယဉ်ကျေးမှုတွေပါထည့်ပြောကြလို့မောင်ရင်တို့နဲ့သဘောမကိုက်ကြပါဘူးဥပမာဝါစားဆင်ခြင်ဖို့တို့အမျိုးကိုဘူးမသိပါမသိချစ်ဖို့ပြောတာတွေပေါ့ တညာစာလားတွေကိုထည့်တာ၄ပေါ့ဒါပေမဲ့ပညာပိုင်းကတူယူခဲ့ရတာမို့လို့ရောက်ရရက်ကလက်အုပ်ချပါတယ်ဆရာမောင်စိန်ညီတို့လိုခစ်ပေါ်ကပြားဆရာတန်ကျက်ဆရာတွေစောစည်းကွယ်လွန်ခဲ့ကြလို့နန်းနဲ့တန်ကျက်တွေလည်းမကြားရတော့ကြားပါပြီတန်ကျက်ဆိုတာလွယ်ပေမဲ့ပော့ပြက်ပြက်တော့မဟုတ်ဘူးပော့ပြက်လို့ရတယ်လို့လေးနဲ့လို့ရအောင်လဲသင်ယူခဲ့ရပါတယ် ေးစရာတစ်ခုပြောရလို့ရှိရင်တကြံဟိုဘယ်တိုင်းပြည်ဟာစတယ်သူဦးငါဦးလုံနေကြတဲ့ကိစ္စပဲအရှိတိုင်းရန်ရင်ကျင်းမှုတွေဟာအိန္ဒိယတိုက်နယ်မှာမလွတ်လားမောင်ရင်တို့ဟာလည်းတကြံဟိုလူစရာမလို့ထိမ့်သိမ့်ကြရမှာဖြစ်ပါတယ်ကအခုံတောက်စားတာလည်းလုံလို့ရတယ်လုံလဲလုံနေကြတာပဲကိုတောင်ဝန်ကိုယူရဖို့တော့လိုမှာပေါ့အဲ့ဒါတပိုင်းတကြံရဲ့အနှစ်သာရနဲ့ရင်ကျင်းမှုပုံစံတွေဆင်နွှဲတဲ့ပုံစံတွေကိုပြန်ဖော်ထုတ်စနစ်တကျစီမင်းစည်းကမ်းတွေထုတ်တာမျိုးတွေလုပ်ကြရမှာပါလုတ်ခဲ့ပေမဲ့လည်း အခုမအားလာလို့တော့အကုန်ပြတ်ကုန်တယ်။တကြံကအရှင်ယူစားပဲရှိသေးတယ်။အဲ့မှာပဲထိုင်းကယူနက်စကိုဝင်လို့ငါတို့ကစောတာပါတွေပါတွေလောက်ကုန်တော့တကယ်ကယူနက်စကိုဆိုတာပြည်သူရင်မြင်မှာမဟုတ်တာ။တာဇန်လိုဝင်ကျင်လိုဝင်ဟိုကမောင်းထုတ်မှာပေါ့။သူတတ်မှတ်ထားတဲ့ဘောင်ထဲကိုဝင်အည်သွေးပြည်မြင်ဘယ်နိုင်ငံရဲ့ယဉ်ကျေးမှုမှုဆိုယူနက်စကိုဝင်နိုင်တယ်။ချက်ခနဲဆိုကိုရီးယားအရန်စောကျင်တာ။ဟေဟော်တွေရပ်တွေခေစားတဲ့ကာလမှာလဲငါတို့တန်ချက်ကသူတို့ရဲ့စောရယ်တွေပါလောက်ကြသေးရ။တကယ်က မတူတဲ့ဂီတဖြစ်ဖြစ်တူတဲ့ဂီတဖြစ်ဖြစ်ဂီတဆိုရဲစိတ်နဲ့ယဉ်ကြီးကြီးနားထောင်တာမကြိုက်ရင်ညင်းတာတွေလုပ်လို့ရပါတယ်လူလာထက်ပို့ပြီးတော့လူတွေအနှောက်အယှက်မပေးရင်ရပြီအစောဆုံးဆိုပြီးတော့ဂုံစားတာဟာဘလောက်အပေါ်ယံဆန်းလိုက်လဲညံတဘုံကတော့ထလိုက်ပြီးဘယ်နာဘယ်စီနားစင်ရမလဲ Apple Podcast ရပါတယ် Spotify မှာတင်ထားပါတယ်ဗျ VPN ရဲ့ channel များ Facebook page နဲ့ YouTube မှာဗျ Like and subscribe လုပ်နိုင်တယ်ဘိုင်းပစ်တင်ရင်သိရတာပေါ့ဘာမာ podcast network မှာချိုးများစွာကို နားဆင်နိုင်တယ်ချိုးများစွာကိုနားဆင်နိုင်တယ် Hey ကိုလူတို့ရေအကျန်းဆိုတာအပျော်ပါးကိစ္စဖြစ်လို့တိုင်းပြည်ရဲ့စီးပွားရေးနဲ့နိုင်ငံရေးပေါ်လဲအများကြီးမိတိပါတယ်။နောက်ဆိုရေရှားလာတဲ့အခါမှာတဘာဝပတ်ဝန်းကျင်ကိစ္စတွေလည်းပါလာမှာပါ။ အမှန်ဆိုအကြံနဲ့တန်ကြက်ကိစ္စတွေပြောရမယ်ဆိုလို့ရှိရင်ပြောစရာတွေအများကြီးကျန်ပါသေးရဲ့ဒါမဲ့ဒီလောက်နဲ့ပဲတခန့်ရလိုက်ပါတယ်ခက်စနစ်တွေမကောင်းအနာယူတွေအုပ်ဆိုးကြတဲ့အခါမှာကောင်းတဲ့ယဉ်ကျေးမှုတွေပျောက်ပြီးတော့အောက်တန်းကြတဲ့ဒလိတွေပဲပူထွန်းကားလာတယ်ကို့လူတို့ကြမ်းဆိုရက်မင်္ဂလာအခါသမျှကိုဘလောက်တောင်မင်္ဂလာမရှိဖြတ်တန်းခဲ့ကြပြီလဲနိုင်ငံရေးပျက်စီးစီးပွားကြစင်စါဖြတ်ဆပြီးတော့လောက်ကြတဲ့အနာရှင်ခက်မှာပြောစရာကြမ်းဆိုတာလည်းဘယ်ရှိမလဲဗျာ ။မောင်ရင်လည်းဒီလို၆ကွက်ကတကြံကာလတွေမှာအကျိုးရှိပြီးပျော်စရာကောင်းတဲ့ညံတဲ့ပုံတစ်ပုတ်ဖန်တီးမယ်လို့ရည်ရွယ်ရင်းဒီတစ်ပုတ်ကိုလုပ်ဖြစ်ပါတယ်။ကိုလူတို့အတွက်နှစ်ဦးဂီတလက်ဆောင်ဟာတရင်ကကယ်ပေါက်တစ်ခုဖြစ်ပါစေလို့မျှော်လင့်ရင်း